အားလုံးပဲမင်္ဂလာပါခင်ဗျ။ Scandinavian Defend Part 2ဗီဒီယိုလေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ Part 2ဗီဒီယိုလေးမှာဆိုရင်တော့ဘာကြီးပြောပြပြထွက်မှာလဲဆိုရင် Scandinavian Defend ရဲ့ trap တွေ checkmate တွေအကုန်လုံးကိုပြောပြပြထွက်မှာဖြစ်ပါတယ်။အဲ့တော့တော်တော်လေးစိုးရိမ်စားဖို့ကောင်းပါပါเนาะ။အဲ့တော့စလိုက်အောင်။ Scandinavian Defend ဆိုတာကအဖြူဘက်ကနေပြီးတော့ e4 ဆိုပြီးတက်လာရင်အနောက်ဘက်ကနေပြီးတော့ d5 ဆိုပြီးတော့တန်းပြီးတော့တုတ်ပြန်ကစားရတဲ့ defend ဖြစ်ပါတယ်။ ဲ့တော့အဖြူဘက်ကနေပြီးတော့ကျွန်တော်ရဲ့ပုံကိုဆက်လိုက်ပြီးပဲဆိုပါတော့ပတ်ဝန်းပတ်ဝန်းမှာတော့ကျွန်တော်က queen နဲ့စာလာပြောပြီးဆိုတော့အခုတခါမှာတော့ကျွန်တော်ရဲ့ night f6 ဆိုပြီးတော့တက်တာကိုပြောမှာဖြစ်ပါတယ်အဲ့လိုမျိုး night f6 ဆိုပြီးတော့တက်လာရင်အဖြူဘက်ကနေပြီးတော့အများဆုံးတုံ့ပြန်ကစားလေးရှိရအကွက်တွေကပွန်းတက်တယ်ဒါမှမဟုတ်ရင်ကျွန်တော်ရဲ့ night တက်တယ်ဒါမှမဟုတ်ရင် default ဆိုပြီးရွှေရပါတော့အဲ့လိုမျိုးရွှေလေးရှိရအကွက်တွေရွှေလာရင်တုံးလို့ရမယ်12တွေ ချက်မိတ်ပက်တန်တွေကိုပြောပြပေးတော့ပါမယ်။ဥပမာအဲပထမဆုံးအနေနဲ့ default ဆိုတဲ့ shoe cock ကနေစပြီးတော့ပြောပါမယ်။ default ဆိုပြီးရွှေ့လာရင်ကျွန်တော်အနေနဲ့ရိုးရှင်းရှင်းလေးပဲ d5 ကပုံစားလိုက်မယ်။ c4 ဆိုပြီးကျွန်တော်ရဲ့ knight ကိုလာမောင်းရင် knight ကကျွန်တော်ရဲ့အနေနဲ့ b4 ဆိုပြီးတော့တွားပါမယ်။ဒီနေရာမှာခဏရပ်ပြီးတော့စဉ်းစားလေအောင်အဖြူဘက်ကနေပြီးတော့ဘာရွှေ့လို့ရမလဲ။ တော်တော်များများတော့ကျွန်တော်ရဲ့ Queen A4 ဆိုတဲ့ sugar ကိုတွေ့မှာပါ Queen A4 ဆိုတဲ့ sugar ကတော့ကင်းကိုချိန်ထားတယ်ပြီးရင်နောက်တစ်လှည့်ကျရင်ကျွန်တော် night ကိုစားမယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့လိုမျိုးရွှေ့ခဲ့ရင်ကျွန်တော်ဘက်ကနေပြီးတော့ night တက်မယ်ရုပ်ချက်ကြည့်လိုက်တော့ဒါ blender ကြီးလိုလိုပါလိုလိုပေါ့နော်ဒါပေမဲ့ blender မဟုတ်ပါဘူးဘာလို့လဲဆိုရင်ဘက်ကနေပြီးတော့ကျွန်တော်ရဲ့ night ကိုစားဖို့တက်လာခဲ့ရင်ကျွန်တော်စီမှာ brilliant မှုဖြစ်တဲ့ b4 ဆိုပြီးတော့တက်လိုက်လို့ရပါတယ် B4 ကဘာလို့ breeder မှုဖြစ်တာလဲဆိုရင်ကျွန်တော်စက်ကြည့်လိုက်ရင်တိပါလိမ့်မယ်ဒီ B4 တက်ရင်ကျွန်တော်ဟိုဘက်ကနေပြီးတော့ပုံးတဲ့စားရှိရဒါမှမဟုတ်ရင်ကွင်းတဲ့စားရှိရအဲ့တော့ဆိုပါတော့ကျွန်တော်ကျွန်တော်ရဲ့ B4 ကပုံးကိုပုံးတဲ့ပဲစားရဆိုပါတော့အဲ့လိုမျိုးပုံးတဲ့စားရဆိုရင်ကျွန်တော်အနေနဲ့ Bishop F5 ဆိုပြီးတော့တက်ပါမယ် Bishop F5 ရဲ့ရွေးချက်ကတော့နောက်တစ်လက်ကျရင် Knight ကဒီ C2 square ကနေပြီးတော့ကျွန်တော်ခွာချက်လုပ်ပြီးတော့ကျွန်တော်ရထားအောင်စားမယ်ဆိုရဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့တော့ညမှာဆိုရင်အဖြူဘက်ကနေရောမှန်တဲ့ကစားကုတ်ကိုမရွှေ့နိုင်ရင်တန်းပြီးတော့ရှုံးသွားမှာဖြစ်ပါတယ်ဥပမာဆိုပါတော့ကျွန်တော်ရဲ့ night ကိုဒီ D5 ကပုံနဲ့စားလိုက်မယ်ဆိုရင်အဲ့ဆိုကျွန်တော်ကပထမဆုံးအနေနဲ့ဒီဘေမကိုမောင်းမယ်ဘေမအနေနဲ့တွားလို့ရရဲ့တွားလို့ရရဲ့နေရာရောရှိရပါတော့ ဒါပေမဲ့များတော့အဖြစ်တော့ကျွန်တော်ရဲ့နိုင်ကိုစားလိုက်မှာပါအဲ့လိုမျိုးကျွန်တော်ရဲ့နိုင်ကိုစားလိုက်မယ်ဆိုရင်ကျွန်တော်ကတက်ပြီး check mate လုပ်လိုက်လို့ရရပါတော့အဲ့ဆိုရင်ကျွန်တော်အနေနဲ့တခြားပုံနဲ့စားမယ်ဆိုရင်တော့ဒီဒီဖိုက်ကပုံနဲ့မစားဘဲနဲ့ဗျာကျွန်တော်တခြားပုံနဲ့စားမယ်ဆိုရင်အဲ့လိုတခြားပုံနဲ့စားမယ်ဆိုရင်ကျွန်တော်ကမူလအကြံဖြစ်တဲ့ကျွန်တော်ရေ nice c2 တက်မယ် ြီးရင်ကျွန်တော်အနေနဲ့ရထားကိုစားလိုက်မယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ဘက်ကနေ material ရော position ရောကျွန်တော်တို့ဘက်ကနေတာပါရင်ဟုတ်ပြီပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဒီညမှာကျွန်တော်တို့ရဲ့ B fiber ပုံကိုပုံပုံနဲ့မစားဘဲနဲ့ကျွန်တော်ဘင်မနဲ့စားမယ်ဆိုရင်ဘင်မနဲ့စားမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ပထမဆုံးနေတန်းပြီးတော့ check လိုက်လို့ရပါတယ်ဒီညမှာဆိုရင်တော့ ဘယင်နေနဲ့အဖြူဘယင်နေနဲ့ကျွန်တော် ပြေးပြာနေရာကြီးရှိရပါဘောเนาะဒါပေမဲ့ E2 ဆိုပြီးပြင်တော့ကျွန်တော်ဒီ9နဲ့ခွာချက်လောက်လိုက်လို့ရတယ်ဘောเนาะအဲ့တော့ E2 ကပြေးလို့မရဘူးပြီးတော့ကျွန်တော်ဒီ D2 နဲ့ D1 အလုံးလုံးတဲ့ပုံကလည်းအတူတူပဲဆိုတော့ကျွန်တော်တခါရဲပဲကြည့်လိုက်အောင်ခွဲပြီးတော့ပြောမနေတော့ဘူးဘောเนาะဥပမာကျွန်တော် D1 ဆိုပြီးတက်လာရဲဆိုရင်ရိုးရှင်းရှင်းလေးပဲကျွန်တော်ဘက်ကနေပြီးတော့ Visual C7 ဆိုပြီးတော့တက်ပါမယ် ဒီညမှာဆိုရင်တော့ကျွန်တော်တို့ရင်းနေတဲ့ကျွန်တော်တို့ရဲ့နိုင်ကိုစားလို့မရသေးဘူးပေါ့နော်။ဘာလို့လဲဆိုရင်ဒီမှာခွာချက်ကြီးကြံနေအောင်နော်။အဲ့တော့အဲ့လိုဆိုရင်ဟိုဘက်ကနေပြီးကျွန်တော်ရဲ့နိုင်ကိုပုံးနေစားမယ်ဆိုရင်ရောဒီညမှာဆိုရင်တော့တော်တော်များများကတော့ဒီ base shot စီစစားပြီးကျွန်တော်တို့ discover အတက်နဲ့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဘယင်မောက်စားလို့ရရဲ့ဆိုအကွက်ကိုကျွန်တော်တို့တော်တော်များများတွေ့မှာပေါ့နော်။ဒါပေမဲ့ဘာကိစ္စဘယင်မောက်စားမှလဲကျွန်တော်တို့ဒီမှာ checkmate လုပ်လို့ရတဲ့ဝင်ရေးတစ်ခုရှိနေအောင် အဲ့တော့ checkmate လို့လို့ရမယ်အခွင့်အရေးဆိုတာပါလဲဆိုရင်ပေးချောင်းနဲ့တွားချိန်မယ်ဒီ account နှစ်ကောင်နဲ့ check တာဖြစ်တော့သူအကြောင်းမလို့ကာလို့မရဘူးရှောင်မရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ရှောင်စံနေရာလည်းတနေရာပဲရှိရပေါ့နော်ဘရင်မဘရင်ပြေးရင်ကျွန်တော်ရေဘရင်မနဲ့ live ပြီးတော့ check မယ်ပေါ့နော်ဒီဘက်ပြေးမယ်ဒီဘက်ပြေးရင်ဖေးချောင်းစားပြီးတော့ check မယ်ဘရင်နေနဲ့ ကျွန်တော်ဒီဘက်ဒီပြေးလိုက်ကျွန်တော်ရထားကြီးပါခေါ်ပြီးတော့ကျွန်တော်လိုက်မှာပေါ့နော်အဲ့တော့ဒီဘက်ပြေးရမကောင်းဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့သူတို့ဒီဘက်ကိုပြေးမယ်ဆိုရင်ဘီရှော့နဲ့ချက်မယ်ဒီမှာဆိုရင်ဒီဘက်ကိုပဲရှိရပေါ့နော်အဲ့ဒါဆိုရင်ဒီနေရာမှာဆိုရင်ကျွန်တော်အနေနဲ့ဒီအမဲကိုင်းနဲ့ကစားသမားအနေနဲ့ပေါ့နော်ကျွန်တော်ဒီ5တွေဘာကြီးမစော့ချင်ဘူးစကန်ဒနီဗီယန်တွေဘာကြီးမစော့ချင်ဘူးငါက E5 မှာ E5 ပဲစော့မယ်ဆိုရဲ duration ဒီညမှာဆိုရင်တော့ကျွန်တော်အနေနဲ့5ဆိုပြီးတော့ဆော့လိုက်လို့ရပါတယ် ဒါပေမဲ့ဒီနေရာမှာဆိုရင်တော့ E5 ဆိုတော့ကစားကွက်ကကစားပွဲတစ်ပွဲကိုစတင်တဲ့ကစားကွက်မဟုတ်ဘဲနဲ့ကစားပွဲတစ်ပွဲကိုအဆုံးတက်တဲ့ကစားကွက်တစ်ခုအနေနဲ့ကစားရမှာဖြစ်ပါတယ်။အဲတော့ဒီနေရာမှာဆိုရင်တော့ကျွန်တော်အဖြူဘက်ကနေပြီးတော့ရှုံးသွားရောနော်။ဒါပေမဲ့တေးကြပါရဲ့အဖြူဘက်ကနေပြီးတော့တန်းပြီးတော့အရှုံးပေးနေမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုရင်သူဒီမှာဘေးပွန်းလေးနဲ့ကားလို့ရတယ်ဗောနော်။ပွန်းလေးနဲ့ကားလို့ရသူဒီမှာမျောလွန်းချက်လေးပါညာရှိသေးမလားဆိုပြီးဆက်ဆောင်ပါဗောနော်။အဲတော့ကျွန်တော်ကလည်းဆက်တော့ပြလိုက်ဗောနော်။အဲ check ပြန်စားကျွန်တော် check ညမှာဆိုရင်တော့ပြန်ကားပြီးရင်ဒီညမှာဆိုရင်တော့ကျွန်တော် check me ဖြစ်တော့ပါဟုတ်ပြီပေါ့နော်ကျွန်တော်အဲ့တော့ကျွန်တော်ဒီဒီနားလေးကိုပြန်သွားလဲအောင်ကျွန်တော်ပြပြချင်းနဲ့ဒီနားလေးပေါ့နော်ဟုတ်ပြီပေါ့နော်တူအနေနဲ့ဒီအဖြူဘက်ကနေပြီးတော့ကျွန်တော်ဒီပွန်းချက်ချင်းတက်ပြီးတော့ဒီအောင်ဓာတ်ချင်းမဲ့ဆိုရင်ကျွန်တော်အဲ့လိုမျိုးဖြစ်လာနိုင်တယ်ဆိုရင်ကျွန်တော် သူ့အနေနဲ့ကကူလေးလောက်လိုက်တယ်ဗျာတွက်လိုက်တယ်အဲ့တော့တွေ့လိုက်ဆိုတွေ့လာလို့ကျွန်တော်ရဲ့ night ကိုအရင်ဆုံးမောင်းမယ်ဆိုရင်နော်အဲ့ဒါဆိုကျွန်တော်ပလန်ပျက်စီးသွားရလားဆိုရင်မပျက်စီးသေးပါဘူးအဲ့ဒီတော့လည်းကျွန်တော်စီမှာအဖြေရှိပါတယ်အရင်ဆုံးကျွန်တော်ရဲ့ night ကိုမောင်းမယ်အခုတခါဆိုရင်တော့ကျွန်တော်ရဲ့ night ကိုလာချိန်ပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ကဘေးမောက်ချိန်မယ်ဘေးမကကျွန်တော်ရေ P5 ဆိုပြီးတက်လာမှာပေါ့နော်ဘာလို့လဲဆိုရင်ဒီ pin ကို maintain နေပြီးရင်နောက်တစ်လက်ကျရင်ဒါကိုစားမယ်ဆိုရင်အကြီးအကျယ် ဒီနေရာမှာဆိုရင်တော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ night နှစ်ကောင်လုံးကအတိုက်ခံထားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကျွန်တော်စီမှာ brilliant မှုမရှိရင်ကျွန်တော်ဘက်ကနေချက်ရှင်လေးရှုံးသွားမှာပေါ့စိတ်မပူပါနဲ့ဘာလို့လဲဆိုရင်ကျွန်တော်တို့စီမှာ brilliant မှုရှိပါတယ်ဒီခါ brilliant မှုကတော့ဘာလဲဆိုရင် e5 ဆိုရယ် brilliant မှုရှိပါတယ် e5 ရယ် e5 ကဘာကိစ္စ brilliant မှုဖြစ်တာလဲဆိုရင်ကျွန်တော်ဆက်ကြည့်မယ်ပေါ့နော် e5 ဆိုပြီးတက်မယ်ဆိုကျွန်တော်ရဲ့ကျွန်တော်ရဲ့ night ကိုစားလိုက်မယ်ဆိုရင် B6 ဆိုပြီးတက်ပါမယ် B6 ရဲ့ရွယ်ချက်ကတော့ကျွန်တော်တို့နောက်တစ်လက်ကြာရင်ကျွန်တော်တို့ acid တက်မယ်ပြီးရင် queen ကို trap လုပ်မယ်ပေါ့နော်ဒီ queen က acid တက်ရင် queen ကဒီဘက်ပြင်ကျွန်တော် trap လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီအဲ့အောက်တွေ့တော့လို့ကျွန်တော်တို့ချက်ချင်းပဲကျွန်တော် acid ကိုပြီးမယ်ဆိုရင်ရောပြီးမယ်ဆိုရင်လည်းကျွန်တော်အနေနဲ့ discover အတက်လုပ်ပြီးတော့ကျွန်တော်အနေနဲ့ queen ကိုရရတော့မှာဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့အနေနဲ့ဟိုးအစာပြန်သွားလဲရအောင် ိုးစာပြန်တော့မယ်ကျွန်တော်ဒီဒီဒီဟာပြောတယ်ကျွန်တော် night တက်လာရဲ့ကစားကိုကိုပြောမယ်ပေါ့နော် night တက်လာမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီ5ကပုံစားလိုက်လို့ရတယ်ဟိုဘက်ကပြန်စားမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီ5ဆိုပြီးစားလိုက်မယ်ပေါ့နော်ဒီညမှာဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ queen ကစင်တာမှာရှိရယ်ပြီးတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ queen ကိုလာမောင်းမှု night မရှိဘူးပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ဘက်ကတာရယ်ပေါ့နော် ီလိုအနေထားရောက်ပြီဆိုရင်တော့အများအများဆုံးဘယ်လိုဖြစ်လိမ့်ရှိမလဲဆိုတာကိုပါကျွန်တော်ပြောပြပေးပါမယ်။အဲဒါဆိုရင်ကျွန်တော်အနေနဲ့ night တက်လာမယ်။ကျွန်တော်ဘက်ကလည်း night တက်ပေါ့နော်။တွားပင်မယ်။ special e2 ကဆယ်ကွန်းဆိုင်ဒီနေရာမှာဆိုရင်တော့ကျွန်တော်ကဒီ night ကိုစားလိုက်မယ်ပြီးရင်နောက်တစ်လေကျရင်ဒီပွန်စားမယ်ဆိုပြီးတော့ချိန်ထားရပါတော့အဲ့တော့သူအနေနဲ့ဒါကိုပြန်ကောင်းမယ် အဲ့လိုပြန်ကားမယ်ဆိုရင်ကျွန်တော်အနေနဲ့ ifa ဆိုပြီးတော့တန်တက်ပါမယ်သူအနေနဲ့ဘောနောကျွန်တော်ဟိုမလို့ဘူးဆိုရင်ပွန်းတကောင်ကြာတော့မှာဘောနောအဲ့တော့ကျွန်တော်ဒီစားလိုက်မယ်ဆိုရင်စားလိုက်မယ်ဆိုရင်ကျွန်တော် queen e4 ဆိုပြီးရွှေ့ပါ queen e4 ရွှေ့ချက်ကတော့ကျွန်တော် bishop ကိုပင်ထားတယ်ပြီးတော့ကျွန်တော်ရဲ့ဂျထားက queen ကိုတွားတိုက်တယ်ဘောနောအဲ့တော့ queen အနေနဲ့ဒီပြေးရမှာပေါ့တနည်းအား ပြီးရင်နောက်တစ်လက်ကျရင်ကျွန်တော်က night e5 ဆိုပြီးတက်ပါမယ် night e5 ရဲ့ရွယ်ချက်ကတော့ကျွန်တော်ဒီ night ကို pressure ပေးထားရပါတော့เนาะအဲတော့ကျွန်တော်အနေနဲ့ဟိုဘက်ကနေပြီးတော့ဒီ c4 တက်ပြီးတော့သူ့ရဲ့ pressure ပေးခံထားတဲ့ night ကိုကယ်မယ်ဆိုရင်ကယ်မယ်ဆိုရင်ကျွန်တော်ကယ်လို့မရအောင်ကျွန်တော် root d3 ဆိုပြီးတော့တက်လို့ရပါတော့ဖိရှော့အနေနဲ့စားလို့မရဘူးဘာလို့လဲဆိုပင်ဖြစ်နေအဲတော့ကျွန်တော်အနေနဲ့ကွင်းကပြန်ပြန်ပြီးတော့ဆော့အောင်ပါဆော့ပါမယ်ပေါ့နော် အဲ့တော့ဒီဟာလေးပြန်ဆုပ်ထားမယ်ဆိုရင်ကျွန်တော်အခုတခါတော့ကျွန်တော် night ကိုစားလိုက်မယ် visual နဲ့ပြန်စားလို့မရဘူးအဲ့တော့ပုံးနဲ့စားမယ်ပုံးနဲ့စားမယ်ဆိုရင် check check ဆိုရင် queen အနေနဲ့ပြေးတရားနေရာတနေရာပဲရှိရပါတော့အဲ့ဘက်ကိုပြေးမယ်ဆိုရင်ကျွန်တော်ကထက် check လိုက်ရရပါတော့ဒီနာမှာဆိုရင်ဟိုဘက်က visual နဲ့ပြန်စားမယ်ဆိုရင်ကျွန်တော်က group ကိုစားလိုက်ပြီးတော့ checkmate လောက်လိုက်လို့ရပါတယ်ခုခါမှာဆိုရင်တော့ လူလုံးများဆုံးဖြစ်တဲ့ C4 ဆိုတဲ့ရွှေခေါက်ကိုလေ့လာကြပါမယ်။အဲ့လိုမျိုး C4 ဆိုပြီးတော့ရွှေလာရင်ပွန်တက်မယ်။စားမယ်ဆိုရင်ဘီရှော့နဲ့ပြန်စားမယ်။အဲ့ဒါဆိုရင်တော့ဒီနံပါတ်ကျွန်တော်တစ်ချက်ကြီးလိုက်မယ်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ account account development လုပ်ပြီးတတ်ဖြစ်ပြီးတော့ဟုတ်တယ်ကျွန်တော်ဘက်ကနေပွန်တကောင်ကြနေပြီမယ်ကျွန်တော်ဘက်ကနှစ်ကောင် development လုပ်ပြီးတတ်ဖြစ်တယ်ပေါ့နော်။ပြီးတော့ဟိုဘက်ကနေတကောင်မှ development မလုပ်ရလေဘူးပေါ့။ အကယ်၍ဒီညမှာအဖြူဘက်ကနေပြီးတော့ e4 ဆိုပြီးတက်လာခဲ့ရင်ကျွန်တော်ဘက်ကနေပြီးတော့အတာသီးရသွားပြီလို့တွေးလိုက်လို့ရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ bishop နဲ့တွားပြီးတော့ကင်းအောင်ချက်လိုက်လို့ရပါတယ်။အဲ့တော့ဒီညမှာဆိုရင်တော့ကျွန်တော်တို့အဖြူဘက်ကနေပြီးတော့နိုင်တဲ့ကာရာရှိရယ် bishop နဲ့ကာရာရှိရယ်ဘောနော်အဲ့တော့ပထမဆုံးအနေနဲ့နိုင်တဲ့ကာရာကိုကြီးလေအောင်နိုင်တဲ့ကာမယ်ဆိုရင်ကျွန်တော်ဘက်ကနေဘာလုပ်မလဲဆိုရင် e4 ဆိုပြီးတော့တက်ပြီးတော့ဒီ night ကို pressure ထပ်ပေးမယ်ဘောနော် ရေချက်ကတော့ကျွန်တော်ဒီ night ကိုစားလိုက်မယ်စားပြီးရင်ကျွန်တော်ဟိုဘက်ကနေပြီးပွန်းနဲ့ပြန်စားရင်ကျွန်တော်ကဒီ bishop နဲ့ပြန်စားပြီးတော့ဒီရထားကိုစားလိုက်မှာဖြစ်ပါတော့ဖြစ်ပါတယ်အဲ့တော့ဒီညမှာဆိုရင်ကျွန်တော်ရွှေလျရှိရဲ့အကွက်တွေပေါ့ဟိုဘက်ကနေပြီးရွှေလျရှိရဲ့အကွက်တွေက bishop d2 ဆိုပြီးတော့ရွှေလျရှိရပါတော့ bishop d2 ဆိုပြီးတော့ရွှေရင်ကျွန်တော်ကဒီ d4 ကပွန်းလေးကိုစားလိုက်မယ်ပြီးရင်ဒီညမှာဆိုရင်ဟိုဘက်ကအဖြူဘက်ကနေပြီးတော့ အဲအဲကျွန်တော်ကစားကောက်တွေဖြစ်တဲ့ကျွန်တော်ရေဘင်မောက်လာချိန်မယ်တို့ဘာလို့အဲ့လိုမျိုးလုပ်မယ်ဆိုကျွန်တော်တခါတယ် check mate လောက်လိုက်လို့ရရပါတော့ဟုတ်ပြီပါတော့အဲ့တော့ကျွန်တော်အနေနဲ့ bishop d2 မရွှေဘူးဗျာဒီညမှာ bishop d2 ရွှေလာရင်ကျွန်တော်ဒီ d4 ကပွန်းကွင်းကစားလို့ရရပါတော့အဲ့တော့ကျွန်တော်အနေနဲ့ဒီ night ပဲရွှေမယ်ဆိုရင် ဒီညမှာဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ပီချော့နဲ့ဒါတို့တွားစားလို့ရပါတယ်ဒီညမှာဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့တော်တော်လေးကိုတာနေပြီပေါ့နော်ကျွန်တော်တို့ရဲ့အကောင်ထဲကဟိုဘက်ကိုတိုက်နေပေါ့နော်ပြီးတော့တော်တော်လေးတာနေတဲ့အခြေအနေတကူပါတကယ်များအဖြူဘက်ကနေပြီးတော့ဒီတလှဲ့မှာထပ်ပြီးတော့ A4 ဆိုပြီးတော့ရွှေ့လာခဲ့ရမယ်ဆိုရင်ရော A4 ဆိုပြီးရွှေ့လာခဲ့ရင်ကျွန်တော်တို့ကနိုင်နဲ့ပြန်ပြီးတော့ဘီရှော့ကိုကဲမယ်ဟိုဘက်ကနေပြီးတော့ ပွန်တက်လာမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီဘယင်မားနဲ့ပွန်သွားစားလို့ရတယ်ဘာလို့လဲဆိုရင်ကျွန်တော် night ကဒီပင်ထားရဆိုတော့ဒါပေမဲ့အထက်ပိုးကောင်းတဲ့ကစားကွက်တစ်ခုကဘယင်မားကိုတွားချင်လို့ရပါတယ်ဘယင်မားအနေနဲ့ကျွန်တော်တို့တွားစရာနေရာဘောနော်ဒီတနားလွဲပြီးတခြားနေရာမရှိဘူးဘောနော်အကုန်ချိန်ချိန်ခံထားရတယ်ဘောနော်အဲ့တော့အဲ့နေရာကိုပြန်ပြေးမယ်ဆိုရင်အဲ့နေရာကိုပြန်ပြေးမယ်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ check ဘယင်းနေနဲ့ကျွန်တော်ပြေးစာတစ်ခွက်ပဲရှိရယ်အဲ့လိုပြေးမယ်ဆိုရင် queen d4 queen d5 ပေါ့နော်ကျွန်တော်ရဲ့ queen ကိုစားလို့မရဘူးပေါ့နော်ဘာလို့လဲဆိုရင်ဒီ knight ကပင်ခံထားရယ်အဲ့တော့ကျွန်တော်ရင်းနဲ့ queen c2 ဆိုပြီးတော့ရွှေ့မယ်နောက်တစ်လဲကျရင်ကျွန်တော်ရဲ့ queen ကိုစားမယ်ဆိုပြီးရွေချက်ပေါ့အဲ့လိုမျိုးရွှေ့မယ်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ brilliant မှုဖြစ်တယ်ကျွန်တော်ရဲ့ နိုင်အီဝမ်ဆိုရွှေခွက်ရှိပါနိုင်အီဝမ်ရဲ့ရွေးချက်ကတော့ဥပမာကျွန်တော်တို့ကျွန်တော်ရဲ့ night night ကိုကွင်းထဲစားလိုက်မယ်ဆိုရင်ကျွန်တော်ကဘီမားနဲ့တန်းပြီးတော့ checkmate လောက်လိုက်လို့ရရပါဘောနော်ဟုတ်ပြီဘောနော်အဲ့တော့ကျွန်တော်ရဲ့ night ကိုဘီမားနဲ့မစားဘဲနဲ့ဘီရင်ကရှောင်းလိုက်မယ်ဆိုရင်ရှောင်းလိုက်မယ်ဆိုရင်ကျွန်တော်က bishop နဲ့တက်ထက်ချက်မယ်ဒီနားမှာဆိုရင်တော့ကျွန်တော်ဒီဘီမားနဲ့ကာမယ်ပြီးရင်ကျွန်တော် bishop နဲ့ထက်ချက်လိုက်မယ်ဆိုရင် checkmate ဖြစ်တော့မှာဘောနော်အဲ့တော့ဘလို့ကာကာများတော့ဘော အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ nice c 3ဆိုပြီးတော့တက်လာရင်ကြုံလေးကြုံထားရှိရဟာရောအဲ့တော့ဟုတ်ပြီ nice c 3မတက်ဘူးကျွန်တော်ရဲ့အနေနဲ့ bishop နဲ့ကာမယ်ဆိုရင်ရော bishop နဲ့ကာမယ်ဆိုရင်ကျွန်တော်ရဲ့ bishop ချင်းတွားမလဲပဲနဲ့ကျွန်တော်ကွင်းနဲ့ကျွန်တော်ရဲ့ bishop ကိုပြန်ထောက်ထားမယ်ပေါ့နော်ဒီညမှာလည်းထပ်ပြီးတော့ထပ်ပြီးတော့ကျွန်တော်အနေနဲ့ကွင်း a4 ဆိုတဲ့ရွှေကောက်ကိုရွှေ့မယ်ဆိုရင်ရောဒီညမှာဆိုတော့ကျွန်တော်ရဲ့ဒီ night တက်လာပြီးတော့ကာထပ်ပူကောင်းတဲ့အကွက်တစ်ခုရှိပါအဲ့ဒါဘာလဲဆိုရင် Bishop D7 ဆိုတဲ့ကွက်ဖြစ်ပါတယ် discover attack ပေါ့နော်ဒီမှာ check ပြီးတော့ discover attack အဲ့တော့အဲ့အဲ့လိုမျိုးတက်တစ်တည်းရှိရပါဘောနော်ဟုတ်ပြီပေါ့နော်ဒါကတော့ဟိုဘက်ကနေပြီးတော့ Bishop ကိုစားလိုက်မယ်ဆိုရောအဲ့ဒါဆိုရင်ကျွန်တော်ရေး queen queen နဲ့ပြန်စားလိုက်မယ်ဒီနေရာမှာဆိုကျွန်တော်ရဲ့ queen ကနေရာကြီးအများကြီးကိုတိုက်ခိုက်နေရောပေါ့နော်ဘာလို့ဆိုရင်အဲ့တော့ကျွန်တော်ဟိုဘက်ကနေပြီးတော့မှန်တဲ့ရှုခေါက်ကိုရှုရမယ်ပေါ့နော် ဟုတ်ပြီကျွန်တော်အနေနဲ့ဟိုဘက်ကနေပြီးတော့ကွင်းချင်းလဲမလားလို့လာမေးရင်ကျွန်တော်ကနိုင်လေးပဲတက်ထားပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကကွင်းချင်းလဲရင်ဟိုဘက်ကနိုင်ကြီးကဟိုဟာ development ဖြစ်တော့မှာပေါ့နော်။အဲ့တော့အဲ့ဒီနိုင်ကို development မဖြစ်စေချင်ဘူး။အဲ့တော့ကျွန်တော်ရဲ့နိုင်ကိုတက်ထားရပေါ့နော်။သူ့ဘက်ကနေကျွန်တော်ရဲ့ကွင်းကိုစားမယ်ဆိုရင်ကျွန်တော်ရဲ့နိုင်နဲ့ပြန်စားမယ်ပြီးရင် C2 square လေးကိုချိန်ထားမယ်ပေါ့နော်။ ုတ်ပြီဟိုဘက်ကနေပြီကျွန်တော်ခွားချက်လုံးမယ်ဆိုရင်နော်ခွားချက်လုံးမယ်ဆိုရင်ကျွန်တော်ကရိုးရှင်းရှင်းလေးပဲကာဆယ်လို့ရတယ်ပေါ့နော်ကာဆယ်လိုက်မယ်ကျွန်တော်ရဲ့အကောင်စားလို့မရဘူးဘာလို့လဲဆိုတော့ဒါပင်ကြီးဖြစ်နေလို့ပေါ့နော်အဲ့တော့ဒီညမှာဆိုရင်တော့ကျွန်တော်ဆက်ပြီးတော့ဖြစ်လေရှိရဲ့ကစားကွက်တွေကတော့ကွင်းချင်းလဲတယ်နိုင်နဲ့ပြန်စားတယ်စီဒူးစွဲရကျွန်တော်ချိန်ထားရပေါ့နော်အဲ့တော့ကျွန်တော်ဟိုဘက်ကစီဒူးစွဲလေးကိုကယ်ဖို့ night a3 ဆိုပြီးတော့တက်တယ် အဲဒါဘီရှော့ဘီရှော့ကိုဒီစားကန်ထားမယ်နေရာနေပြီးတော့ရှောင်ထားတယ်ပြီးရင်ကျွန်တော်ဟိုဘက်ကနေဘီရှော့ကို development လုပ်တယ်ဘီရှော့ development လုပ်တယ်ဆိုတာဘာလို့လဲဆိုတော့ကျွန်တော်ဟိုဘက်ကနေပြီးတော့ဒီပါဆယ်ဂျင်လို့ပေါ့နော် ပြီးတော့ကျွန်တော်ဒီဘက်လည်းရွှေ့လို့မရဘူးကျွန်တော်ဒါတက်ပြီးတော့ဒီဘက်တွေလည်းရွှေ့လို့မရဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးပွန်းဒါတက်မယ်ဆိုတော့ကျွန်တော်ဒီရထားနဲ့ချင်းလိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတက်မယ်ဆိုတော့ကျွန်တော်ကရထားနဲ့ဒါပေမဲ့ဒီလိုမျိုးတက်မယ်ဆိုရင်လည်းကောင်းလားဆိုတော့မကောင်းပါဘူးဘာလို့လဲဆိုတော့ ျွန်တော်ပင်လိုက်လို့ရတယ်ဘောဘကနေပြီးတော့ night damage night damage ဆိုရင်ကျွန်တော်ကဒီပင်ခံထားရတဲ့ piece ကို pressure ထပ်ပေးမယ်ပေါ့နော်ကာဆယ်လို့မြားဒီပေါ့ဘာလို့လဲဆိုကာဆယ်ဒီ bishop bishop ကြီးကြာတော့မှာပေါ့နော်အဲ့တော့ဒီနေရာမှာ view ကနေပြီးတော့ဘာလုပ်လို့ရှိလဲဆိုရင်94ဖို့ဆိုပြီးတော့ရွှေ့နေရှိပါ94ဖို့ရွှေ့ပြီးတော့ကျွန်တော်ဒီပင်ခံထားတဲ့ piece ကိုအဲဒီဟွာလောက်ထားရပါတော့ပြန်မြှောက်ကယ်ထားရပါတော့ တကယ်ရောကယ်လို့ရတာဆိုမရပါဘူးဘာလို့လဲဆိုတော့ကျွန်တော်စီမှာ C5 ဆိုတဲ့ရွှေကရှိလို့ပါ C5 ဆိုတဲ့ရွှေကကဒီ night ကိုမောင်းတယ်ပြီးရင်နောက်နောက်တစ်လှည့်ကျရင်ဒီ bishop ကိုစားမယ်ပေါ့နော်ဥပမာဟိုဘက်ကနေပြီးတော့ amberson နဲ့ amberson ဆိုတဲ့ရွှေကကိုတည့်ရလူဆိုရင်တော့မှပဲကျွန်တော်က night ကိုစားလိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘက်ကနေပြီးတော့အတာစီလုံးဝရရှိသွားမှာဖြစ်ပါတယ် အဲ့တော့ဒါလေးကတော့ကျွန်တော်ပြောပြခြင်းနဲ့ Scandinavian Defend ရဲ့အကြောင်းတွေပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။